သောဘုရားကဝေဒာလီပြည်ကိုယရဏတုတ်ကြီးဟောဖို့ကြွားတာကြားဝင်နော်ဝေဒာလီပြည်မှာဟုတ်လားဘေးကြီးတွေဆိုက်လို့ဘလို့မှကုစားလို့မရလို့ဘုရားမှုရှိတဲ့တန်ခါတော်တွေကိုပြင့်ဖို့ကြိုးစားကြတာဟုတ်လားအဲ့တော့မြတ်စွာဘုရားရာဇဂိုလ်မှာသတင်းသုံးနေတာဗိမိတာရမင်းကြီးပိုင်နဲ့ရာဇဂိုလ်မှာဟုတ်လားအဲ့မြတ်စွာဘုရားကြွားမယ်ဆိုတော့အဲဗိမိတာရမင်းကြီးကလည်းသူပိုင်တဲ့နေထီရောက်အောင်တကုံကုတ်ကားတွေတဲပြူတွေအကုန်ခင်းရာဇမတ်တွေအကုန်ကပန်းနေခြင်းဟုတ်လား မြတ်စွာဘုရားကိုထီးပြူနှစ်ချက်နဲ့ရဟန္တာ900ကိုထီးပြူတစ်ချက်စီဘုရားဝေဒာလီယာလည်းဘလို့ကြိုးနေတော့လိတ်ဆွေမင်းနေရအဲ့ဒီလိုပဲကြိုးနေတာရာဇချိုပိုင်တဲ့ထင်ရအောင်ဟုတ်လားအသေးပြူတွေခင်ရာသမတ်တွေကငါပြောပြနေစိုက်ပန်းနေအကုန်လုတ်ပြီးတော့တော့ထီးပြူမြတ်စွာဘုရားကို၄ချက်ရဟန္တာတွေကိုထီးပြူနှစ်ချက်ဟာအဲ့တိုင်းကြိုးတာဟုတ်လားအပြန်ကြတော့ဒီဒီထီးဗျူတွေကပို့တော့များလားထီးဗျူ၈ချက်ရန်တာတွေကို၄ချက်အဲ့ဒါလို့ကြိုးလား ဟုတ်လားကင်းကမြေထဲမှာနဲ့တင်နဂါးတွေကလည်းမြတ်စွာဘုရားကိုပူဇော်ကြရတယ်အဲ့ဒီခရီးစဉ်မှာအံ့ဩတာဘုနော်ပုထုဇဉ်ညာနေအရန်အံ့ဩကြတယ်။အော်မြတ်စွာဘုရားရဲ့ဘုံတော်ကအလွန်ကြီးပါလား။နော်ဒီရာဇုံနဲ့ဝေတာလေးအိုးရေးကြီးကိုဒီလိုမျိုးခက်ခန္ဓာနာကြီးကြွားသွားတာ။ယန္တာတော်လည်းဒီလိုကြွားလာတာ။အဲ့ဒါနဲ့မြတ်စွာဘုရားရဲ့ဂုံကြီးစုတွေဝိုင်းပြီးချီးမွမ်းကြတယ်။အော် ်မြတ်စွာဘုရားရဲ့ဖြည့်စည်းခဲ့တော့ဖြည့်စည်းတော်မူခဲ့တဲ့ပါရမီတရားတွေကအလွန်မှကြီးမားပါလားအဲ့ဒီမှာမြတ်စွာဘုရားအေးတဲ့အခုလိုတော့ရရှိတဲ့ဒီနပူဇော်ခံရတယ်ဆိုတဲ့အကျိုးကျေးဇူးဆိုတာနော်ဘိုးတော်ကဖြည့်ခဲ့တဲ့ပါရမီတွေအများကြီးအဲ့ဒါတွေကြောင့်မဟုတ်ဘူးတဲ့ငါတခုသောဘဝတုန်းကငါပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအနည်းငယ်များရှိတယ်အဲ့ဒီအနည်းငယ်များတော့ကုသိုလ်ကောင်းမှုလေးကြောင့် ဒီအကျိုးကျေးဇူးကိုငါရတာဆိုပြီးတော့ရသော်ဘုရားဇတ်တော်လေးတကုတ်ခေါ်တယ်။ဟုတ်လား။အဲ့ဒီဘဝတော့ဘုရားလောင်းကသင်္ခပါလာလို့အမည်ရတဲ့ပုံနာကြီးတယောက်ဖြစ်တယ်။အဲ့သူ့မှာသူတီမလို့အမည်ရှိတဲ့တားလေးတယောက်ရှိတယ်။အဲ့ဒါအရွယ်ရောက်လာတဲ့အခါကျတော့အဲ့ဒီသူတီမကိုတက္ကသိုလ်ပြည်ကိုပညာသင်လွတ်တယ်။နော်။ပညာသင်လွတ်တဲ့အခါကျတော့အဲ့ဒါတက္ကသိုလ်ပြည်ရောက်သွားတာပေါ့လေ။ရောက်တော့လေဒီတားကတော့ပါရမီထုခဲ့တဲ့တားလေး။ ပညာသင်ပညာခဏနဲ့စုံတယ်ခဏနဲ့တက်တယ်ဒါပေမဲ့သူ့ရဲ့စိတ်ရဲ့လိုအပ်ချက်ကပြည့်စုံမသွားဘူးเนาะပညာတွေတော့တက်တယ်ဒါပေမဲ့ तू နားလေခြင်းနေတာ तू သိခြင်းနေတာတွေကရက်ဆိုင်မသွားဘူးသူ့ဆန္ဒတွေအဲ့ဒါနဲ့ဆရာကြီးကိုသူကမေးတယ်လောကရဲ့အဆုံးကိုဘယ်လိုရောက်နိုင်မှာတော့ပေါ့เนาะအမှန်ကသူကဒီဘုရားပြည့်စုံကဗုဒ္ဓဖြစ်မဲ့အမျိုးကောင်းသားပဲဟုတ်လား ဆရာကြီးတို့ရဲ့ပညာမှာအစအဝသာမြင်တယ်အဆုံးကိုမမြင်ဘူးเนาะအဆုံးသက်ကိုသူမတွေ့ရဘူးအဆုံးသက်မရှိဘူးဆိုလဲခံနေတာဟုတ်လားเนาะလောကရဲ့သဘောဟုတ်လား तू နားလေဘယ်မှမရောက်ဘူးဒီနားတင်ခြားခြားလဲနေတာဆိုသိတယ် तू အဆုံးသက်ခြင်းဒီပြောရင်ဒီဒုက္ခတွေကိုဘာလို့အဆုံးသက်ခြင်းခုနဘဝတကယ်တမ်းဘာလို့နေရအောင်လဲနေရအောင် နမနဲ့လင်းလာတဲ့အေးရထားတဲ့လှုပ်ရှားခဲလဲရှင်းလို့စားလဲတောက်တယ်ဟာညအိပ်ပြန်ပြီနောက်နေ့မနဲ့လင်းလာတယ်ဟာလဲနေတာဘယ်နေ့ရှိပြီတော့နော်ဘယ်နှလားရှိပြီတော့လဲနေတာဟုတ်လားအဲ့လိုပဲမွေးပွားလာတဲ့အိုမင်းကြီးရောတဲ့တေဆုံးသွားတယ်နောက်ထပ်ထပ်ပြီးတော့ဘဝပေါ်မှာနားလည်မှုမပြည့်စုံတဲ့အခါကျတော့မက်မောတယ်မက်မောတော့ဘဝကထပ်ရပြန်တယ်ရတော့တခါမွေးပွားပြန်တယ်ဒီလိုနဲ့လဲတန်တရားဟာလဲနေတယ်အဆုံးကိုမရောက်ဟုတ်လား အဲ့အဆုံးကိုသူကမေးတဲ့အခါကျတော့ဆရာကြီးကလည်းနားလေတယ်ငါမသိဘူးတဲ့အဲ့ဒီအဆုံးကိုအဆုံးကိုသိတဲ့လူကအိုးကန္ဓမာရဏတောင်မှာတရင်သုံးနေမပြည့်စေကဘုရားအရှင်မြတ်တွေရှိတယ်သူတို့သိတယ်အဲ့ဒါသူတို့သွားမေးလို့ပြောတယ်တဲ့အဲ့ဒါနဲ့သူတိမသွားမေးတော့မင်းငါတို့လိုဒီလိုမျိုးဥပ္ပီကရုံတုံးပြီးတော့ဒီလိုလေးဝတ်နေမယ်သင်္ကန်းဝတ်မယ်ဆိုရင်ပြောပြမယ်လို့ပြောတယ်သူသင်္ကန်းဝတ်လိုက်တယ်မကြခင်မှာပဲပြည့်စေကဘုရားဖြစ်တယ် ငငရွယ်နဲ့ဖြစ်သွားတာเนาะចောင်းသားရွယ်လေးပါပဲအဲ့ဒါဆုံးကန်ကြွာလာတယ်အာအဲ့ဒီတက္ကသိုလ်ပြအလွန်ကြည်ညိုကြတယ်သူ့ကိုသူ့ဒီမှာပြည့်စုံတာဗုဒ္ဓဆုပြဟုတ်လားဒါပေမဲ့သူ့ရဲ့ကံတရားကဘဝမှာအချာကြီးနေဖို့လုပ်ခဲ့တဲ့ကံတရားပါမလားအသက်တူတူလေးနဲ့ပြိနေမှာဇန်သွားတယ်ဟိုတို့ဘာမှမသိတဲ့ပုထုရှင်မျက်လုံးနဲ့ကြည့်မှဆိုနှမျောစရာကြီးပေါ့နော်ဒါပေမဲ့ဘဝကဆုံးသက်သွားတယ်ပြည့်စုံတာဗုဒ္ဓဖြစ်ပြီးတော့ဆုံးသက်သွားဆိုတော့ တော့ယန္တာပုဂ္ဂိုလ်တွေကသူတို့ပြိဋိနိဗ္ဗာန်စံမဲ့နေကိုတော့လာခစားတွေဟာလာခတုတ်ရက်ကိုစောင့်တယ်လို့စောင့်တယ်လို့ပြောတယ်။ကျွတ်တော့ကယုံနာကိုအပြစ်မမြင်တဲ့အခါကျတော့တေးရမှာမဖြစ်နေတာတော့ကြောက်နေတာနော်။ဒါလေးလည်းနားလည်ဖို့လိုတယ်ဟုတ်လား။ပြောကြပါစို့တို့တို့ပြောကြပါစို့အဲ့ဒါသူပြိဋိနိဗ္ဗာန်စံသွားတော့သူ့ရဲ့အယိုးတတ်တော်လေးကိုဇီရီလေးတည်ထား။ဇီရီကလည်းအကြီးကြီးမဟုတ်ပါဘူးအထိတ်မှတ်ကလေးဇီရီလေးတည်ထား။ဟုတ်လား။အဲ့ဒါဟိုမှာကြံရိတ်ခဲ့တဲ့ဖခင်ကြီးသင်္ခပါလပုံ တနှစ်နဲ့လည်းตาပြန်မလားနှစ်နှစ်နဲ့လည်းပြန်မလားတရင်လည်းမကြားဟုတ်လားအဲ့ဒါနဲ့ဘလို့မှမနေနိုင်တော့လိုက်သွားလိုက်သွားတဲ့အခါကျတော့သူ့သားသူ့ဒီမောင်မေးတဲ့အခါကျတော့မြို့သူမြို့သားတွေကအဲသူ့ဒီမောင်ကိုတွေ့ချင်လားလိုက်ခဲ့ရွှေလားအဒီဇေဒီလေးရှိတဲ့နေရာခေါ်သွားတယ်ဒါပဲကြံတော့တယ်ဘလို့မှဖြေလို့မရဘူးအရှင်မစီတီငိုကြွေးပြီးတော့ဘုရားလုံးကြီးခံစားရတာပေါ့နော်အဲ့ဒါနဲ့သူ့ရဲ့သားရဲ့ဇေဒီလေးကိုကြည့်ပြီးတော့သူပါလို့ သူဆောင်းခဲ့တဲ့ ठी လေးကိုငါသားစီဒီလေးနေမူပါစီနဲ့ဟုတ်လားအစီဒီလေးရဲ့ထိတ်အဲ့ဒီ ठी လေးကိုကျိုးလိုက်နဲ့ကတ်ချီတာနော်သူသားရဲ့ဓာတ်တော်လေးတွေကိုနေမပူပါစီနဲ့ငါသားရဲ့စီဒီရှင်မြင်လေးတန့်ရှင်းပါစီနားမှာရှိတဲ့တဲတွေပါလေကျုံကျုံလာတဲ့တွေခင်းဟုတ်လားတော်ပန်းတောင်ပန်းလေးတွေခူးပြီးတော့သားရဲ့စီဒီကိုသူပူဆောင်တယ်နော်သူလုခဲ့တာအများကြီးမဟုတ်ဘူးနော်ဟုတ်လားတဲပြူခင်းတိုင်းရှိရဲ့ ပင်စိမ်းလေးတွေစိုက်ပေးမယ်ပန်းမလေးတွေစိုက်မယ်ရှိတဲ့ပန်းလေးတွေနဲ့ပန်းဦးလေးထိုးမယ်နော်ဈေးတွေတော့ဘာလို့ထီလေးနဲ့လည်းမိုးပေးမယ်ဟုတ်လားအဲ့လိုလုပ်ခဲ့တာနော်အဲ့ဒီလုပ်ခဲ့တဲ့ကုသိုလ်ကခုမြတ်စွာဘုရားဖြစ်လာတဲ့နော်ဘဝမှာလာပြီးတော့အကျိုးပေးတာဘယ်ဘယ်ချိန်မှလာအကျိုးပေးတာနော်ရာဇဂုဏ်နဲ့ဝေဒနာလေးကိုကြွားတဲ့အခါမှာအကျိုးပေးတာအဲ့ဒီမှာမြတ်စွာဘုရားဒီဃာထံလေးကိုဟောတာ နှစ်ခုတို့ကောင်းဖို့ဆိုတာအကြောင်းအားလေဆိုတာပြုတ်ခွင့်ကြုံလာရင် ပြုတ်ရတယ်ဟုတ်လားနည်းနည်းလေးသောကုသိုလ်ကောင်းမှုကိုပြုတ်တော်လည်းပဲအကျိုးရလာနည်းတယ်လို့အဆိုနိုင်ဘူးအဲ့ဒါဆက်ဆက်ပြီးတော့စောစောကဂါထာလေးကိုဟောတာမတ္တဒုက္ခပရိစ္ဆာကပတ္တိစီဝိပုလံဒုက္ခနော်တိုက်တာလို့ရတဲ့ချမ်းသာကိုစွန့်လို့တိုက်တာလို့မရတဲ့ချမ်းသာကိုရမယ်ဆိုတာကိုများမြင်ခဲ့မယ်ဆိုရင်ဟုတ်လားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာစစီမတ္တဒုက္ခံတီတော့တမ္ပတံဝိပုလံဒုက္ခ မားကသောချမ်ာကိုရဖိုတွက်အနသောချမ်းသာကိုစွန့်ရမေလို့အဲ့လိုဟောတာမြတ်စွာဘုရားအဲ့တော့ဒီကထာလေးကိုခြေခံပြီးတော့ဘုန်းတော်ကအများကြီးစဉ်းစားရကောင်းတယ်နော်ဒီဒါနာကောင်းမှုနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့စဉ်းစားရကောင်းတယ်လို့သူ့တဲ့အစင်းမြင့်နဲ့လေးနဲ့တဲ့ရှုတော့ကနေကြည့်ပြီးတော့လည်း